ီနေ့မှာတော့နစီယာမာဒီရဲ့စီစဉ်တဲ့မေရိုကာလီပူဇော်ပွဲကိုကျင်းပဖို့ရာဟီဂျာတို့ကစီစဉ်ခဲ့ကြရမှာအဆိုအားပူဇော်ပွဲအထမြောက်သွားပါကအသွင်ပြောင်းမွေတွေကဒုက္ခရောက်ရမှာဖြစ်တာကြောင့်စီရှာနဲ့ရှီဗန်ညာတို့ကသူတို့ရဲ့စွမ်းနေနဲ့ဘလူရီတားဆီးသွားမလဲဆိုတာကိုစိတ်ဝင်စားဖို့ကြီးရှုရမယ်မွေပြုံမယ်ရဲ့ကလက်စာအပိုင်း16ကိုရီကပ်ပြုလုပ်ပြီးသွားမှာဖြစ်ပါတယ် ကျွန်တော်တို့ရဲ့ Recover Channel ကိုကြည့်ရှုအားပေးကြတဲ့ပြည်သားအားလုံးမင်္ဂလာပါ။အိန္ဒိယစကားများကိုတည်တံ့တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Recover Channel နဲ့နိုင်ငံတကာစကားစုံကိုတင်ဆက်ပေးသွားမယ် Recover ID Channel တို့မှာစကားကောင်းလေးတွေကိုကြည့်ရှုနိုင်မှု Subscribe လေးပြုလုပ်ပေးထားပါအောင်ခင်ဗျာ။ဇလံလေးကိုတင်ဆက်ပေးသွားမှာကတော့ကျွန်တော်ထပ်နိုင်မယ်ဖြစ်ပါတယ်။စီရှာက ူမရဲ့အတွင်ကိုပြောင်းပြီးလက်ကွက်တွေလှုပ်ဆောင်လိုက်တာကိုအခန်းထဲကိုဝင်ရောက်လာခဲ့တဲ့ရှီဗန်ညာကလည်းသိရှိသွားခဲ့ပြီးအရန်ကိုစိတ်ဆိုးသွားခဲ့ပိုင်းစီရှာကငါရဲ့စီစဉ်တွေကိုလှုပ်ဆောင်ပြီးသွားပြီလို့ပြောဆိုခဲ့တဲ့အခါရှီဗန်ညာကလည်းဘာရီလှုပ်လိုက်တာလဲလို့မီးနေခဲ့ပိုင်းစီရှာလည်းမကြခင်မှာပဲနင်းသိရတော့မှာပါလို့ပြောဆိုခဲ့တာကြောင့်ရှီဗန်ညာလည်းရီတစ်တွက်စိုးရိမ်သွားခဲ့ပြီးအခန်းပြင်ကိုပြေးထွက်သွားခဲ့တဲ့အချိန်မှာတော့အိမ်ရောက်မှာရီတစ်ကအန်ကက်စတိုနဲ့စကားပြောဆိုနေခဲ့ရင်ဘိုက်တွေအောက်ကလဲကျသွားခဲ့ပိုင်း ရာဟီဂျာတို့လည်းရီတရဲ့အနာကိုရောက်ရှိလို့လာခဲ့ကဂျမ်းမြင်ပေါ်မှာလှိမ့်နေတဲ့ရီတရဲ့ခြေနေကိုတတ်တာစည်းဖို့အတွက်မိသားစုဆရာဝန်စီကိုဖုံးဆက်ခဲ့ပါတော့တယ်။ရှီဗန်ညာလည်းရီတရဲ့အနာကိုကြပြားကြရနဲ့ရောက်ရှိလာခဲ့ပြီးခြေနေကိုအကဲခက်ချိလိုက်တော့အစိတ်သင်သွားခဲ့တယ်ဆိုတာကိုသိလိုက်ရပါတော့တယ်။ဒါကြောင့်ပဲရှီဗန်ညာကပင်စိမ့်မင်ကိုမြုပ်ဆောင်နှဲကိုထည့်ထောင်းကအေးညစ်ပြီးအစိတ်သင်နေတဲ့ရီတကိုတိုက်ခဲ့တာကြောင့်ရီတလည်းဆရာဝန်ရောက်လာခဲ့မှအတော်အတန်တတ်တာရရခဲ့ပါတယ်။ ဇီယာဝင်းရောက်ရှိလာခဲ့တဲ့အချိန်မှာတော့ရီတက်ဟာစက်သက်မှုချို့ကိုပြုတ်လောက်ကစိတ်ပူနေတဲ့ယာမနီယာဇီယာဝင်းကအစာစိတ်တင်တာဖြစ်ပြီးစိတ်ပူစရာမလိုတော့ကြောင်းဂျမားရောက်လာခင်ဂျမားကြီးရဲ့ချွေးမကအကုန်လုံးပေးထားတာပဲအမရဲ့ချွေးမပေးထားတဲ့စီရီကအစစ်ရဲ့အာနိသင်ကို95ရာဂိုင်းနှုန်းလောက်ရှုတ်ချပေးလိုက်တာလေးလို့ပြောဆိုခဲ့တာကြောင့်ဂျာမနီကလည်းရှီဗန်ညာကိုကျေးဇူးတင်စွာချီးလိုက်တော့ရှီဗန်ညာကသူမကရွာမှာနေခဲ့ရတာဖြစ်ပြီးတောနယ်လေးနီးတာကြောင့်မွေး ဂင်မီကောက်လိုမျိုးအဆိပ်ရှိတဲ့သရဝါတွေနဲ့ကြုံတွေ့ခဲ့မှုကြောင့်ဒါကြောင့်အမေကအိမ်မှာလုံနိုင်တဲ့စီးဝါပင်လေးတွေရဲ့အချောင်းတွေကိုတင် जा ပေးထားတာဖြစ်လို့အခုလိုတွေပြုတ်လုံပေးနိုင်တာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ယာမနီလည်းချွေမဖြစ်သူရှီဗန်ညာသမီးဒီအိမ်ကိုရောက်လာခဲ့တာကအမေတို့အတွက်တော့ဆုလက်တစ်ခုပါပဲ။ဒါလေးကိုလည်းအချင်းချင်းကတင်ခဲ့တယ်လို့ကြီးစုတင်စွာနဲ့ပြောဆိုခဲ့ပါတယ်။ရာဟီကြလည်းဇာဝင်ဖြစ်သူကို ရီတက်ကဘယ်ချိန်လောက်ပြန်လဲတက်တာလားမလဲလို့မေးမြန်းခဲ့တဲ့အခါဇီယာဝင်ကစီထိုးထားတာဆိုတော့2နာရီ3နာရီလောက်တော့အနားယူမှရမယ်။ပြီးရင်တော့တက်တာသွားမှာပါလို့ပြောဆိုခဲ့တာကြောင့်ရာဟီဂျာနဲ့ယာမနီတို့ကရီတက်ကိုပြုစုပေးရန်ရှီဗန်ညာကိုအိမ်မှာထားခဲ့ပြီးနောက်မှပူစော်ပွဲကိုလိုက်လာရန်နဲ့သူတို့ကတော့နက်ဆီယာမကြီးထံကိုအရင်ဆုံးထွက်သွားခဲ့ကြပါတော့တယ်။ရီတက်ကတော့စီထိုးထားတဲ့ရှိန်နဲ့သူ့ရဲ့ဘေးမှရှိတဲ့ရှီဗန်ညာရဲ့လက်ကလေးကိုကိုင်းရင်အိပ်ပျော့သွားခဲ့ပါတော့တယ်။ ရှိပန်းကြလဲရီတေးအိပ်ပျော်နေ gain စီရှာနဲ့တွားရောက်တွေ့ဆုံကဒါရီအားလုံးဟာစီရှာရဲ့လက်ချက်မှန်သိရှိသွားခဲ့တာကြောင့်ရှိပန်းကြတယောက်စီရှာကိုဒေါ်သားတွေထွက်ဆွားနေငါကလစားချေဖို့လုံးဝမမေ့ဘူးရအောင်ချေမှာဒါပေမဲ့ကလစားချေဖို့အတွက်နဲ့တော့အပြစ်မရှိတဲ့သူကိုတော့မတတ်နိုင်ဘူးလို့ပြောဆိုနေခဲ့ပါစီရှာကလည်းရှိပန်းညာနင်းကမွေးတကောင်ဆိုတာကိုသတိထားပါအောင်ငါတို့တွေကမွေးချင်းချင်းပဲချစ်ကြိုက်ပေါင်းသိမ့်လို့ရတယ် တကယ်လို့လူသားတယောက်ကိုချစ်ချိုက်မိသွားခဲ့မယ်ဆိုရင်ဘလို့ပြစ်ဒဏ်မျိုးကိုခံရမလဲဆိုတာကိုနင်းသိတယ်မှတ်လားလို့မင်းမြန်လာခဲ့တာကြောင့်ရှီဗန်ညာကငါအားလုံးကိုတီးတယ်နင်းပါမစိတ်ပူစရာမလိုဘူးအခုချိန်ကစပြီးနင်းရီတစ်ကိုဘာမှမလုပ်ရဘူးမဟုတ်ရင်နင်းအတွက်ကောင်းမှာမဟုတ်ဘူးတော့လို့ချိန်မောင်းပြောဆိုခဲ့ပါရှီဗန်ညာရဲ့ပြောဆိုမှုတွေပေါ်မှာစီရှာလဲအံ့ဩနေခဲ့ရတယ်လို့ရှီဗန်ညာကလည်းရီတစ်နဲ့ပတ်သက်လာရင် သူမအနေနဲ့နည်းနည်းလေးမှတိခတ်နိုင်တဲ့စိတ်မရှိတဲ့သူမရဲ့စိတ်ချင်တွေကိုကိုယ်တိုင်ပြန်ပြီးတော့အံ့ဩနေခဲ့ပါတယ်။ရှီဗန်ညာတယောက်ပြောဆိုကပြန်သွားခဲ့တဲ့အချိန်မှာတော့ဂျန်ရစ်ခဲ့တဲ့စီရှာကနင်းမြမြမှတ်ထားလိုက်ရှီဗန်ညာနင်းတကယ်လို့လူသားတယောက်နဲ့ချစ်ကြွဝင်ခဲ့မယ်ဆိုရင်နင်းအကြီးကြီးပြစ်ဆက်ရလိမ့်မယ်လို့ရည်ရွတ်နေခဲ့ပါတော့တယ်။ ။ရှီဗန်ညာလည်းဈေးရှိန်နဲ့အိပ်ပျော်နေတဲ့ရီတစ်ရဲ့မျက်နှာကိုစိတ်မကောင်းစွာနဲ့ကြည့်နေခဲ့တဲ့ချိန်မှာပဲရီတစ်ကနိုးလာခဲ့ပြီးရှီဗန်ညာမင်းကအစာထဲမှာစိတ်ခတ်ပြီးငါကိုပြန်သက်တောင်းစီးတိုက်ခဲ့တာမဟုတ်လားလို့နောက်ပြောင်ပြောဆိုခဲ့တဲ့အခါရှီဗန်ညာလည်းအကူကလေးကမှစိတ်မကောင်းတွေဖြစ်နေရတဲ့အထက်ရီတစ်ကပါစနောက်လာခဲ့တာကြောင့်ဗာပြင်ပေါ်မှာမျက်ရည်တွေကစီးကျလာခဲ့ရပါတယ် ဒါကိုတွင်မြင်လာရတဲ့ရီတလဲရှိဗန်ညာကိုစားနောက်မိတဲ့အတွက်ပြန်လဲတောင်းပန်ခဲ့ပြီးမင်းကိုနားမှာဒီလိုသားဆက်ရှိနေမယ်ဆိုရင်အမြန်ဆုံးတတတော်မှာပါလို့ပြောဆိုခဲ့တာကြောင့်ရှိဗန်ညာလဲရီတကိုရီဝေတဲ့အချီတွေနဲ့စိုက်ကြည့်နေခဲ့ပါတော့တယ် နဆီယာမာကြီးကတော့လာမိုင်းညာကိုရောက်ရှိလာခဲ့ပြီဖြစ်လို့ဒီလိုအမောင်ညာကဘယ်တော့ရောက်လာပြီဆိုတာကိုကူစားပြူတာပဲလို့ရေရွတ်ပြောဆိုနေခဲ့တယ်လို့ဖမားလဲစီချာကဒီညာကအရင်ကိုအရေးကြီးနေပြီဖြစ်တဲ့အတွက်သူမတို့ကိုကောက်ွယ်စောင့်ရှောက်ပေးဖို့အရှင်သီဝကိုရေရွတ်တိုင်တဲ့ကဆူတောင်းနေခဲ့ပါဂါတာခါကလည်းဒီလိုလာမိုင်းညာမှာမဲရောကာလီကနိုးထလာလိမ့်မယ်ကိုထင်လဲပြတတ်တယ်ဒီညာက လူသားတွေရဲ့ညာပဲဒါပေမဲ့မွေးရီအတွက်ကတော့ချိန်စားလို့ညာပဲဒီနေ့ ရာဟီဂျာတို့မိသားစုကတင်းကြိုင်းမှာနတ်ဆရာမကြီးရဲ့ဥဆောင်မှုနဲ့မေတော်ကာလီတွဲပူဇော်ပွဲကိုပြုလုပ်ကြလိမ့်မယ်။လူသားတွေအတွက်ထူးခြားတဲ့ညပဲ။မေတော်ကာလီကိုသွေးနဲ့ပူဇော်ကြလိမ့်မယ်။ဒီညနတ်ဆရာမကြီးကမေတော်ကာလီသဘောချအောင်လုပ်နိုင်ရင်ရီဗန်ညာနဲ့နင်းရဲ့လမ်းမှာအတားဆီးတွေအများကြီးဖြစ်လာနိုင်တယ်။ဒီညမေတော်ကာလီရဲ့ဆွမ်းကားကဘာပေါ်မှာရှိတဲ့မွေအားလုံးထက်အစွမ်းပိုထက်လိမ့်မယ်။ဒီညကမေတော်ကာလီရဲ့ဆွမ်းကြောင့်မွေတွေအကုန်လုံးသူတို့ပုံနေတဲ့တွင်းတွေကနေထွက်လာရလိမ့်မယ်။ မေရောကာလီရဲ့ရန်ကနေမူရီကိုဘသူကမှမကယ်နိုင်တော့ဘူးလို့ပြောပြခဲ့တဲ့အခါစီရှာကရှီဗန်ညာရဲ့ပြဿနာကိုတော့ကျမက ဖြေရှင်းပေးပြီးရီတစ်ကိုအစိတ်ခတ်လိုက်တော့ရှီဗန်ညာကအိမ်မှာပဲနေရတော့မယ်။သူအဲ့ဒီကိုမတော်ရတော့တော့ဘူး။ဒါပေမဲ့ရိုက်တာတို့မိသားစုကိုပါအဲ့ဒီကိုမတော်ပြည့်အောင်ကျမတားမှဖြစ်မယ်။ဒီလာမိုင်းညာမှာပူဇော်ပွဲကိုမတော်နိုင်အောင်ကျမတားဆီးပြမယ်လို့ပြောဆိုလိုက်ပြီးမွေးပြေးအသွင်ပြောင်းကထွက်သွားခဲ့ပါတော့တယ်။ကာတာခါလဲ ်သူပြောနေတဲ့ကြားကစိတ်လောကထွက်သွားခဲ့တဲ့စီရှာကိုငါတို့ရဲ့စွမ်းအားကမေတော်ကာလီနဲ့ရှင်ရင်ဘာမှမဟုတ်သေးဘူးငါတို့မေတော်နဲ့ရှင်လို့မရဘူးလို့ပြောဆိုနေခင်အရှင်သီဝါကို တိုင်တဲ့ကအရှင်သီဝါအခုရှိပညာကိုကာကွယ်ပေးနိုင်တာကအရှင်ပဲရှိပါတော့တယ်မေတော်ကာလီရဲ့အမျက်ရည်ကနေသူ့ကိုကာကွယ်ပေးပါလို့ရည်ရွယ်နေခဲ့ပါတော့တယ်နဆီယာမာကြီးကတော့မေရိုကာလီရဲ့ပူဇော်ပွဲအတွက်ပြင်ဆင်နေခဲ့ပြီ ဂျာမနီတို့ကိုးကွယ်တဲ့ပုံနာကြီးကနက်စီယာမာကြီးရဲ့စီရင်မှာပါဝင်မဲ့မိန်းကလေးတူနဲ့သူမရဲ့မိဘတွေကိုပါခေါ်ဆောင်လာခဲ့ပါတယ်။မိန်းကလေးကတော့နက်စီယာမာကြီးကိုကြီးကထိတ်လန့်နေခဲ့ပေမဲ့နက်စီယာမာကြီးကတော့ရိုက်တာတို့ရောက်မလာခင်ပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်နေခဲ့ပါတယ်။ ရီတစ်ကတော့ဈေးရှိန်နဲ့ပြန်လဲအိပ်ပျော်နေခဲ့စင်ပါပဲလေပြင်းတွေကတိုက်လာပြီးအခန်းရဲ့ပြတင်းတကားကမပိတ်ထားမိခဲ့ပဲလှုပ်ခါနေခဲ့တာကြောင့်လန်ဒိုးသွားခဲ့ကအိယာကထပြီးပြတင်းတကားကိုသွားပိတ်နေခဲ့စင်ပါပဲရီတစ်အတွက်စွပြုတ်သွားလုံနေခဲ့တဲ့ရှီဗန်ညာကရောက်ရှိလို့လာခဲ့ပြီးနေမကောင်းသေးပဲဟူတီရှောက်လုံနေတဲ့အတွက်စူပူနေခဲ့ပါရီတဲလေသူကိုစိတ်မချလို့စူပူနေခဲ့တဲ့ရှီဗန်ညာရဲ့မျက်နှာလေးကိုကြည့်ပြီးချီနူးနေခဲ့ပါတယ် အဲ့နောက်ရီတလေရှီဗန်ညာယူလာပေးတဲ့စုပ်ပြုတ်ကိုတောက်နေခဲ့စင်ပါပဲမိခင်ဖြစ်သူယာမနီကဖုန်းဆက်လို့လာခဲ့ပြီးအချင်းဒီကိုမိမြတ်ခဲ့တဲ့အခါရီတကလည်းသူတတလာပြီဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ဒါကြောင့်ပဲယာမနီကအချင်းဒီတတသွားပြီဆိုရင်ရှီဗန်ညာကိုခေါ်ပြီးလက်ဆရာမကြီးရဲ့ပူဇော်ပွဲကိုလိုက်လာခဲ့ဖို့ပြောဆိုကာဖုန်းချသွားခဲ့ပါတယ်။ဒါကြောင့်ပဲရှီဗန်ညာလည်းပူဇော်ပွဲကိုမသွားချင်တဲ့အတွက်ဘလူရီရှောင်းကွင်းလို့ယာမလဲဆိုတာကိုတွေးတောနေခဲ့ပါတယ်။ပူဇော်ပွဲကိုကားစီးနဲ့ထွက်လာခဲ့ကြတဲ့အထက်မှာ ရိုက်ဂျာတို့မိသားစုပြင်ရှိုင်လက်တို့မိသားစုလည်းလိုက်ပါလာခဲ့ပိုင်းယာမနီကပူဇော်ပွဲတွေကိုသိပ်ပြီးတော့ယုံကြည်မရှိတဲ့အန်ကက်ရှ်အန်ရီတာဒေဖရာတို့ပြင်ရန်ယာတို့သားမီးကိုလည်းမေရိုကာလီရဲ့စွမ်းနဲ့ကက်တင်ဆောက်ရှောက်ပေးပုံတွေကိုရှင်းပြပြောဆိုခဲ့သလိုရိုက်ဂျာနဲ့ရှိုင်လက်ကလည်းသူတို့ရဲ့လက်မှာဝတ်ဆင်ထားတဲ့အဆောင်လက်စွပ်ကိုကြည့်ကမေရိုကာလီကိုသူတို့ရဲ့အသက်အရွယ်ကနေလွတ်ကင်းနိုင်မှုကက်တင်ပေးနိုင်ရန်နှုတ်ကနေတိုင်တယ်ရည်ရွတ်နေခဲ့ပိုင်းတစ်ဖက်မှာလည်း နဆီယာမာကြီးကပုံနာကြီးခေါ်လာခဲ့တဲ့ကလေးမလေးကိုစီးချထားတဲ့စီးဝိုင်းထဲမှာထိုင်စီခဲ့ပါဒါကိုကြည့်ပြီးကလေးမလေးရဲ့မိဘတွေကဒီလိုအကူအညီပေးတဲ့အတွက်ကျမရဲ့သမီးလေးကပတ်စံရမှာပါတော့လို့မိမြန်ခဲ့တဲ့အခါပုံနာကြီးကမပူပါနဲ့သူတို့ကအရန်ကိုချမ်းသာတဲ့သူတွေပါပြီးတော့ဆီယာမကြီးရဲ့စွမ်းကိုလည်းခမရတို့တွေကတီထားပြီးသားပဲမဟုတ်လားခမရတို့ရဲ့သမီးလေးဘာမှမဖြစ်ပါဘူးလို့ပြောဆိုနေခဲ့တာကြောင့်ကလေးမလေးရဲ့မိဘတွေလည်းဘာမှဆက်မပြောကြတော့ပါဘူး နဆရာမကြီးလည်းသူပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်ပြီးခဲ့ချိန်မှာတော့ချိန်ကြနေပြီမို့ရိုက်ဂျာတို့ရောက်လာမဲ့အချိန်ကိုစောင့်ဆိုင်းနေခဲ့ပါရိုက်ဂျာတို့ရဲ့နောက်ကိုထက်ချက်မကွာလိုက်လာခဲ့တဲ့စီရှာကအရှင်တီဝါကိုတိုင်တယ်လိုက်တဲ့အချိန်မှာတော့ဒူဆန်စွာနဲ့လေမုန်တိုင်းတစ်ခုကဖြစ်ပေါ်လို့လာခဲ့ပြီးရိုက်ဂျာတို့ရဲ့ကားမရောက်ခင်နေရာတစ်ခုမှာတိုက်ခတ်နေခဲ့ပါရိုက်ဂျာတို့ရဲ့ကားလေးကတဖြည်းဖြည်းနဲ့လေမုန်တိုင်းရှီယာကိုတိုးဝင်လာနေခဲ့သလိုဖြစ်နေခဲ့ပါ ကားမောင်းသမားကလည်းရှစ်မှာမုံတိုင်းကရှိနေတာမို့ဒီလိုအခြေအနေမျိုးမှာကားကိုဖြတ်တန်းသွားလို့မဖြစ်နိုင်ဘူးလို့ပြောဆိုနေခဲ့ပေမယ့် rider ကဒီမှာရက်လိုက်ရင်ငါတို့သိကုန်လိမ့်မယ်မရက်ပဲစမောင်းလို့ပြောဆိုခဲ့တာကြောင့်ကားသမားကလည်းကားကိုဆက်ပြီးမောင်းနေခဲ့ရပါတယ်။ဂျာမနီပါဝင်အကုန်လုံးကတော့ရုတ်တရက်စိုးဝါးသွားတဲ့ရာသီဥတုကြောင့်ထိတ်လန့်တုန်လှုပ်နေခဲ့ပါတယ်။ဒါပေမဲ့လည်းဆက်လက်မောင်းနေလာခဲ့တဲ့ rider တို့ရဲ့ကားဟာဒီမုံတိုင်းတန်းကြောင်တောက်ပက်လန်တို့ရဲ့ရောက်ကမ်းပါဆုံးမှာကန့်လန့်ခံရက်တန့်သွားခဲ့ပါတယ်။ rider က ကားကိုနောက်ပြန်ဆုပ်ပြီးကားကောင်းကိုပြန်လှည့်ဖို့ပြောဆိုနေခဲ့စင်မာပဲစီရှာကအလွန်ကြီးမားတဲ့မွေးတကောင်ဖြစ်ကားရဲ့ခေါင်းမိုးပေါ်မှာရှိနေခဲ့ပြီလေဖြစ်ပိုင်းကားမောင်သမားကလည်းကားကိုနောက်ပြန်ဆုပ်နေခဲ့ပေမဲ့ဘလို့မှဆုပ်မရပဲဖြစ်နေခဲ့ပိုင်းစီရှာကတော့ကားရဲ့ဘေးပတ်ပတ်လေကနေရိုက်ဂျာတို့ကိုထိတ်လန့်ကြောက်ရွံ့အောင်လှုပ်ဆောင်နေခဲ့ပါတော့တယ်စီရှာလည်းအားရအောင်နှောက်ရက်ပြီးမှမလန်းမကန်ကနေတောရောက်စောင့်ကြည့်နေခဲ့ပြီးရိုက်ဂျာတို့ရဲ့ရှင်မတိုးတာနောက်မဆုပ်တာဖြစ်နေခဲ့ရတဲ့အခြေအနေကိုခြေနှက်နေခဲ့ပိုင်းတပတ်မှလည်း ရီတင်းနဲ့ရှီဗန်ညာတို့ကပူဇော်ပွဲကိုကားတစီးနဲ့ထွက်လာခဲ့ကြပြီးလန်တနီယာရောက်မှတော့ဒဏ်ရာရနေတဲ့နွားတကောင်ကိုတွရှိလာရတာကြောင့်ရီတစ်ကကားကိုရပ်တန့်လိုက်ပြီးအဆူအားနွားကိုဒဏ်ရာကနေတတ်တာစီဖို့ရေခဲအုပ်ပေးနေခဲ့ပါရှိပန်ညာလည်းအချီနီကိုကဲခတ်လိုက်ပြီးဒါကအကောင်းဆုံးခြေနေပဲလို့သုံးသက်ကရီတက်ကနွားကိုရေခဲကပ်ပေးနေခဲ့စပါပဲသူမကတော့ကားရဲ့နောက်ခံထဲမှာဘူသက်စီရှိအောင်မလားလို့တောရှာကြည့်လိုက်အောင်မယ်လို့ပြောဆိုကရီတက်ရဲ့လင်မာပဲကားရဲ့နောက်ဘင်းတွေကိုလီရှော့ပစ်လိုက်ပါတော့ ရီတက်ကသူမထံကိုရောက်ရှိလာခဲ့တဲ့အခါရှီဗန်ညာကဘူသက်စီကပါမလာခဲ့တဲ့အကြောင်းပြောဆိုပြီးသူတို့ခီးကိုဆက်မယ်ဟန်ပြင်လိုက်ချိန်မှာပဲရီတက်ကကားဘိန်းတွေကိုချိန်လိုက်တော့လီယောနေတာကိုတွေ့လိုက်ရတဲ့အတွက်ဘလို့ဖြစ်သွားရတာလဲလို့ထူးဆန်းစွာနဲ့ရည်ရွတ်နေခဲ့ပါတော့တယ်။တစ်ဖက်မှာလည်းနက်စီယာမာကြီးကရွတ်ဖက်ပူဆော်နေခဲ့ရင်သူ့ရဲ့အာယုံထဲမှာမွေမကရိုက်ဂျာတို့ရောက်မလာနိုင်အောင်နှောက်ယှက်နေခဲ့ပြီးဆိုတာကိုသိရှိသွားခဲ့ပြီးဂါရာချို့ကိုရွတ်ဆိုကပြောင်းမုံချို့ကိုပတ်လိုက်ပါတော့တယ်။ ူဆန်းစွာနဲ့ပဲရာဂျာတို့ရဲ့ကားနားမှာလီမုန်တိုင်းတိုက်ခတ်နေခဲ့တာကရက်တန့်သွားခဲ့ပါတယ်။ဒါကိုရိမ့်ပြီးသွားခဲ့တဲ့စီရှာကမွေးသွင်းကိုချက်ချင်းပြောင်းလိုက်ပြီးကားကိုချောက်သေးကိုကြအောင်တွန်းတိုက်ချနေခဲ့ပါတယ်။နစီယာမာကြီးကလည်းဂါရာချို့ကိုထပ်မံရုပ်ဆူခဲ့ပြီးယာမုံချို့ကိုပတ်လိုက်တဲ့အချိန်မှာတော့စွန်ရဲတင်းငက်အဆရှိတဲ့ငှက်ကြီးတွေကပြန်ဝဲထွက်ပေါ်လာခဲ့ကနစီယာမာကြီးကမွေးမကိုရှာချလို့ပြောဆိုကာထွက်သွားခိုင်းလိုက်ပါတော့တယ်။စီရှာလည်းဒူဆန်းစွာနဲ့သူမရဲ့စွမ်းတွေကတပြည့်ပြည့်နဲ့ယောနယ်လို့လာခဲ့တာကြောင့် ရာအီဂျာတို့ရဲ့ကာနာကနေပြန်လှည့်လာခဲ့ပါတယ်။ဂျာမနီလည်းရုတ်တရက်မွေကြီးရဲ့တိုက်ခိုက်မှုကရပ်တန့်သွားခဲ့တာကြောင့်အန်အောသွားခဲ့ပြီးဒါကမဲရိုကာလီရဲ့တကူးချောင်းပဲဖြစ်ရမယ်လို့ရာအီဂျာကိုပြောဆိုနေခဲ့ပါတယ်။စီရှာလည်းလူသွင်းကိုပြောင်းလိုက်ပြီးသူမရဲ့စွမ်းတွေရုတ်တရက်ရုံနေသွားရခြင်းနဲ့လေမုန်တိုင်းကလည်းရက်တန့်သွားခဲ့တာကိုအန်ဟောလို့နေခဲ့ပြီးဒါကိုရက်တန့်အောင်ဘသူကလုံနိုင်တာလဲလို့ရေရွပြောဆိုနေခဲ့စင်ပါပဲနဆီယာမာကြီးလွတ်လိုက်တဲ့ သိငန်းစွန်ရဲတွေကသူမကိုတွေးမြင်သွားခဲ့ပြီးအပေါ်မှာအော်ဟစ်ပြန်ဝန်းနေခဲ့တဲ့အတွက်စီရှာတယောက်အဆူပါအတန်တွေကြောင့်နားမခံတာဖြစ်နေခဲ့ရကလက်နှစ်ဖက်နဲ့သူမရဲ့နားကိုပိတ်နေခဲ့ရပါတော့တယ်။နောက်ရက်တွေမှာလည်းဒီလိုစကားကောင်းလေးတွေကို recap ပြုလုပ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ recap out channel ကို subscribe လေးပြုလုပ်ပေးသွားပါအောင်နော်။စကားလေးကိုအချိန်မီချီရှုခဲ့တဲ့အတွက်ကျေးဇူးတူပဲတင်ပါတယ်။